မြေစိမပြည်သက်များအားလုံးပဲမင်္ဂလာပါမတ်လ26ရက်နေ့ည9:00နာရီတမြေစိမပရိုင်တိုင်းမြေစိမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်တွင်းမှာအလုပ်လုပ်ရင်းလဲကြီးပွားတိုးတက်နိုင်တယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းရွေးကောက်ပွဲရလက်စစ်တပ်နဲ့ထိတ်တိုက်တွေးမဲ့ရလက်မျိုးဖြစ်မရလို့ဥက္ကူကြီးပြောတဲ့သတင်းစစ်ကောင်စီရဲ့ကလေဒေးတက်စကန်တင်ပိုက်ရရှိမှု KLLA အတီးပြုတဲ့အကြောင်းနဲ့ တရုတ်ကိုရည်ရွယ်ပြီးစီးပွားရေးအဖွဲ့အစည်းတချို့ကို အမေရိကန်ကုန်သွယ်ရေးအရေးယူမှုချမှတ်တဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါပြည်တွင်းမှာအလုပ်လုပ်ရင်လည်းကြီးပွားတိုးတက်နိုင်တယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းနဲ့ဆက်လိုက်အောင်ပါ အာနာသိမ့်ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့အကြက်တဲတွေကြောင့်ပြည်ပထွက်လို့သူများပြားနေချိန်မှာစစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြည်တွင်းမှာအလုပ်လုပ်ရင်းလဲကြီးပွားတိုးတက်နိုင်တယ်လို့မတ်လ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောသွားပါတယ်ပြည်သူတွေပြည်ပကိုတွားရောက်လှုပ်လှုပ်ကြိုင်တဲ့အတွက်ပြည်တွင်းမှာအလုပ်သမားရှားပါနေတယ်လို့စစ်ကောင်းဆောင်က ပြောပြီးတဲ့နောက်ပြည်တွင်းမှာလှုပ်လှုပ်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ပြည်ပကိုတွားရောက်လှုပ်ကြိုင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းကလုပ်ငန်းခွင်တွေမှာလုပ်ကိုင်မယ်ဆိုရင်လေကြီးပွားတိုးတက်နိုင်တဲ့အခွင့်အလမ်းတွေရှိတဲ့အတွက်ပြည်ပမှာတွားရောက်လုပ်ကိုင်မယ်အစားပြည်တွင်းမှာသာလုပ်ဖို့သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပြင်ပြည်တွင်းမှာလုပ်ကိုင်နိုင်ဖို့အတွက်ဤပညာတွေအလုပ်ကိုင်ခွင့်လန်းတွေစက်မှုဤပညာစရာတွေကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်ကြောင်းလဲစစ်ကောင်းဆောင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စီးပွားရေးပြိုလဲမှုတွေကြကြပြန့်ပြန့်ဖြစ်ပွားလာတဲ့တိုက်ပွဲတွေစစ်မှုထမ်းဥပဒေအသက်သွင်းပြီးစစ်သားစုဆောင်းမှုတွေကြောင့်ပြည်ပကိုတရားဝင်ရောတရားမဝင်လမ်းကြောင်းကနေပါ ထွက်ခွာသူတွေများပြားနေတာဖြစ်ပါတယ်စစ်ကောင်စီကလည်းပြည်ပထွက်ခွာလူတွေကိုပြည်တွင်းမှာသာအလုပ်လုပ်ဖို့တိုက်တွန်းမှုတွေအပြင်တစ်ဖက်မှာလည်းပြည်ပထွက်ခွာခွင့်တွေကိုတဆင့်ပြီးတဆင့်ပိတ်ပင်မှုတွေဆောင်ရွက်လျက်ရှိနေတာပါ စစ်မှုထမ်းအသက်ရွယ်အကျုံးဝင်တဲ့အမျိုးသားတွေကိုပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့တဲ့အပြင်လက်တလုံးမှာလည်းပြည်ပအလုပ်ကိုင်အေဂျင်စီတွေကိုပြည်ပကိုအလုပ်သမားတွေစေလွှတ်မှုနဲ့ပတ်သက်လို့အရေးအတွက်ကန့်သတ်မှုတွေလည်းပြုလုပ်လျက်ရှိနေပါတယ်ခင်ဗျာရွေးကောက်ပွဲရလက်စစ်တပ်နဲ့ထိတ်တိုက်တွေးမဲ့ရလက်မျိုးဖြစ်မရလို့ဥက္ကူကြီးပြောတဲ့သတင်းနဲ့ဆက်ရအောင်ပါ စစ်ကောင်စီကပြုတ်လုပေးမယ်လို့ဆိုထားတဲ့ရွေးကောက်ပွဲရလဒ်ဟာစစ်တပ်နဲ့ထိတ်တိုက်ပဋိပက္ခဖြစ်မဲ့ရလဒ်မျိုးဖြစ်မရဘူးလို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကပြီးခဲ့တဲ့မတ်လ24ရက်နေ့ကစစ်ကောင်စီကိုထောက်ခံဝါဒဖြန့်နေတဲ့မြန်မာ Hotdog Media ကိုဖြေဆိုထားပါတယ်။ဒီရွေးကောက်ပွဲရလဒ်ဟာလက်ရှိအာဏာရယူထားတဲ့တပ်မတော်နဲ့ထိတ်တိုက်ပဋိပက္ခဖြစ်မဲ့ရလဒ်မျိုးဖြစ်လို့မရဘူး။ဒီပြဿနာဟာတမရော်နဲ့လက်တွဲပြီးဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်လို့ဦးကိုကြီးကပြောပါရယ်။ အာနာသိန်းစစ်ကောင်စီကပြုလုပ်ပေးမဲ့ရွေးကောက်ပွဲဟာပြည်တွင်းပြည်ပခါတွေကိုပုံမိုဆိုးရွားစေလိမ့်မယ်လို့ထောက်ပြမှုတွေရှိနေပေမဲ့လည်းဥက္ကကိုကြီးကတော့ပုံမိုကောင်းမွန်တဲ့အခြေအနေတစ်တရက်ကိုဖန်တီးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါရယ်။ဒါအပြင်စစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာထားတဲ့ NLD ပါတီအပေါ်မှာလည်းဥက္ကကိုကြီးကဝေဖန်ထားပါရယ်။ လွန်ခဲ့တဲ့2010တုန်းကလည်းစစ်စိုးရက NLD ကိုရွေးကောက်ပွဲမဝင်စေချင်လို့သူ့အနေနဲ့ထင်ပြီးရွေးကောက်ပွဲဝင်ခဲ့ရင်ပုတ်တိုက်မှုကြီးမှာဖြစ်ကြောင်းအဲ့လိုတစ်ဖက်ကမဝင်စေချင်တဲ့အတိုင်းဆန့်ကျင်ပြီးရွေးကောက်ပွဲမဝင်ခြင်းအနေနဲ့ပူးပေါင်းဆောင်ရွက်တယ်လို့မြင်ကြောင်းဥက္ကိုကြီးကပြောပါတယ်အခုလည်းပဲတကယ်ဆန့်ကျင်နေတာလားဒါမှမဟုတ်တစ်ဖက်ကလိုချင်တဲ့ရလဒ်ကိုပူးပေါင်းဆောင်ရွက်နေကြတာလားလို့ကျွန်တော်ကမေးခွန်းထုတ်စရာရှိပါတယ်လို့ဥက္ကိုကြီးကပြောပါတယ် စစ်တပ်ကမဲစင်းအကြောင်းပြအာဏာသိမ်းပြီးတဲ့နောက်ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့အချင်းချင်းပြောဆိုခဲ့ပေမဲ့လည်းအာဏာသိမ်းကာလ၄နှစ်ကျော် ရှိလာတဲ့အထိဖြစ်မလာသေးတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ဘယ်လာရုစ်ခီးစင်မှာတော့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲပြုလုပ်မယ့်ကာလကိုထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ခက်ဆစ်စိတ်ပြောဆိုလာတာဖြစ်ပါတယ်။ မတ်လ25ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်စီစီဝေးမှာလဲရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ်ထားပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာပြုလုပ်ဖို့ရထားကြောင်းရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းမိတို့ပင်ဖြစ်စေလာမယ့်နှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပပြီးစီးဖို့လိုကြောင်းစစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်အနာသိမ့်ပြီးတဲ့နောက်ဥကိုကြီးရဲ့ပြည်သူ့ပါတီအပါအဝင်နိုင်ငံရေးပါတီ90ကျော်က စစ်ကောင်စီပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ထံမှတ်ပုံပြန်တင်ခဲ့ပြီးသူတို့ထံမှတ်ပုံပြန်မတင်တဲ့ NND အပါအဝင် ပါတီ40ကိုတော့ဖျက်သိမ်းတယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။လက်ရှိမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND အမျိုးသားညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေနိုင်ငံတကာရွေးကောက်ပွဲကျွမ်းကျင်သူတွေနဲ့အဖွဲ့အစည်းတချို့ကစစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ညင်းပယ်ကြောင်းပြောဆိုထားကြပါတယ်ခင်ဗျာ။ စစ်ကောင်စီရဲ့ကလဲဒေတက်စကန်သိမ်းပိုက်ရရှိမှု KLLA အတီးပြူတဲ့သတင်းကိုပြောပြပေးပါမယ်။ကရင်မျိုးသားစီယုံ KNU တပ်မဟာခွန်နယ်မြေဖန်အန်ခရိုင်လှိုင်းပွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ခလဲဒေးတက်စကန်ကိုကရင်မျိုးသားလွမြောက်ရေးတပ်မတော် KLLA ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိခဲ့တယ်လို့ KLLA အရာရှိတူကမျိုးစီမာကိုတီးပြပြောပါရတယ်။ တမဟာခွန်ရဲ့စေးရီမန်းချက်ထဲမှာပါတဲ့အတွက်လုံတင်လုံထိုက်လို့လုတ်သွားတာပါလို့ KLL စစ်ဌာနချုပ်ကအရာရှိတူကမျက်စိမှောက်ပြောပါရယ်1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကစလို့ထိုင်းမြန်မာနယ်စပ်အနီးနှစ်ပေါင်း36နှစ်နီးပါအထိုင်ချနေတဲ့ခလေဒီစခန်းကိုမတ်လ22ရက်နေ့မှာ KLL ပူးပေါင်းတပ်တွေကဒရုန်းနဲ့စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၄ရက်ကြာ မတ်လ25ရက်နေ့ညနေပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။စကန်သိန်းတိုက်ပွဲပြင်းထန်နေတဲ့ချိန်မတ်လ24ရက်နေ့တရက်ထဲစစ်ကောင်စီက Jet Fighter ဝိုင်းတွဲစတဲ့လေယာဉ်တွေနဲ့ပေါင်900ဘုံအပါဝင်ဘုံလုံးရေ36လုံးကျဲချတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ ပူပေါင်းတပ်တွေရဲ့ထိုးစစ်တံကိုခံနိုင်ရမရှိတဲ့အတွက်လက်နက်ခဲယံကိုဖျက်ဆီးပြီးတဲ့နောက်ခလေဒီစခန်းကနေစစ်ကောင်စီတပ်သားတွေစခန်းစွန့်ခွာထွက်ပြေးသွားတာလို့ KLL ကဆိုပါတယ်အဲ့ဒီစကန်သိန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား2ဦးရဲ့အလောင်းတွေကိုတွေ့ခဲ့ရပြီး point 5တလက်အပါဝင်လက်နက်ခဲယံတွေနဲ့စစ်သုံးပစ္စည်းတွေတင်စီရမိခဲ့တယ်လို့ဆိုပါရယ်။ KLL ပူးပေါင်းတပ်တွေဘက်ကထိခိုက်မှုကိုတော့ထည့်သွင်းဖော်ပြထားတာမရှိခဲ့ပါဘူး။ ကလေဒီစကန်တိမ့်ပိုက်မှုကို KLL တက်မဟာခွန်ရဲ့တက်မဟာလုံးကျုံရေးစစ်ကြောင်းတက်ရင်၁၉တက်ရင်၂၁တက်ရင်၂၂နဲ့တက်ရင်၂၄တို့ကပူးပေါင်းတိမ့်ပိုက်ခဲ့တာလို့ KNU ကဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးကကလေဒီစကန်တိမ့်တိုက်ပွဲနဲ့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီစကန်အနီးတစ်ဝိုက်ကကြီးရွာတွေကကလေးငယ်အမျိုးသမီးတက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံတရာကျော်ဟာထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်ခင်ဗျာကြောက်တကားမှာစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား12ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ပဲခူးတိုင်းကြောက်တကားမြို့နယ်စင်းအိုးလဟာကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီအထိုင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား12ဦးသေဆုံးသွားတယ်လို့ Spring Warrior Colon အဖွဲ့ကတဲ့ရင်ထုတ်ပြန်ပါတယ် မတ်လ25ရက်နေ့မနက်2:23မိနစ်အချိန်မှာစင်အိုးလာဟာတပ်စခန်းကိုကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကူလာတဲ့စစ်ကြောင်းကိုလည်းပိုင်းဖြတ်ပစ်ခတ်နိုင်ခဲ့တယ်လို့ Spring Warrior အဖွဲ့ကဖော်ပြထားပါတယ်တိုက်ပွဲတွင်စစ်အိုးလာစခန်းကစစ်ကောင်စီတပ်သား၄ဦးနဲ့ဒူတင်ကုန်းဘက်ကနေစစ်ကူလာတဲ့စစ်ကြောင်းက9ဦးတေဆုံးတာကိုမျက်မြင်အတည်ပြုနိုင်ခဲ့ပြီးတေဆုံးသူစုစုပေါင်းဟာ၁၁ဦးထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ တိုက်ပွဲဟာအချိန်၄နာရီကျော်ကြာမြင့်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကွင်းချောင်းဝနဲ့ပိန်းစလုံးမြို့အခြေဆိုင်စစ်ကောင်စီတပ်တွေဘက်ကနေဟောင်းဝစ်စာတွေ120မမ80မမတွေအပြင်မစ်ဆိုင်းဒုံးတွေနဲ့ပါပစ်ကူပေးခဲ့ပြီး Jet Fighter နဲ့လည်းလေကြောင်းကနေပစ်ကူပေးခဲ့တယ်လို့ Spring Warrior ကော်လန်ဖွဲ့ကဆိုပါတယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား15ဦးထပ်မံနဲ့ထိခိုက်ဒဏ်ရာရရှိသွားပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်မှလည်းထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သိရပါတယ် ဒါပြင် Spring Warrior Colan ကရဲဘော် AK ဟာဥကောင်းထိမှန်ခဲ့ပေမဲ့လည်းကြီကာအုပ်ထုပ်ကြောင့်အသက်ဘေးကနေလွတ်မြောက်ခဲ့ရကြောင်းကိုလည်းထုတ်ပြန်ကြမှာအတည်ပြုထားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာအနီးအနားကြီးဝါတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတော်လိုင်းတပ်ဖွဲ့တွေရှိမဲ့ထင်းတဲ့နေရာတွေကိုဒရုန်းနဲ့ပုံသီးကျဲချတာတွေပြုလုပ်ခဲ့တယ်လို့ Spring Warrior Colan အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ စင်အိုးလဟာကြီးရွာဟာချောက်တကားမြို့ရဲ့အရှိမြောက်ဖက်နှစ်မိုင်ခန့်အကွာဝေးမှာတည်ရှိပြီးစစ်ကောင်စီတပ်အင်အား60နဲ့တပ်ဆွဲထားတဲ့အထိုင်စခန်းတစ်ခုဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ကြီးကတီးအားပါရယ်အခုတိုက်ခိုက်မှုကို view 25လောက်ခန့်တပ်ရင်းတွေဖြစ်ကြတဲ့ Spring Warrior Colon 3032တပ်ရင်းအထူးကွန်မန်ဒိုရိုးမနှစ်တပ်ရင်းတို့နဲ့အတူ KNU KLL ရင်းကိုတို့ကပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာလို့တီးအားပါရယ်ခင်ဗျာ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်။တရုတ်ကိုရည်ရွယ်ပြီးစီးပွားရေးအဖွဲ့အစည်းတချို့ကိုအမေရိကန်ကုန်သွယ်ရေးအရေးယူမှုချမှတ်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပေကျင်းရဲ့ဉာဏ်တူထောင်လင်းဤနည်းပညာနဲ့အစစ်မြင့်တွက်ချက်မှုစွမ်းရည်တွေကိုအနှောက်အယှက်ပေးဖို့အတွက်နောက်ထပ်စီးပွားရေးအဖွဲ့အစည်းဒါဇင်တချို့ကိုအမေရိကန်ကအင်္ဂါနေ့မှာကုန်သွယ်ရေးအမည်ပြည့်စင်သွင်းလိုက်တယ်လို့ကုတန်ရောင်းဝယ်ရေးဌာနကပြောပါရယ်။ဒီရေးယူဆောင်ရွက်မှုကြောင့် တရုတ်အာရဗ်စော်ဝါများပြည်တော်စုအီရန်တို့အပါအဝင် နိုင်ငံတွေကစီးပွားရေးအဖွဲ့အစည်းပေါင်း80ကို ထိခိုက်စေမှာဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေဟာအမေရိကန်မျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒနဲ့စန့်ကျင်တဲ့ဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာကြောင့်အခုလိုပိတ်ပင်ခဲ့ရတာလို့ကုသရေးဝန်ကြီးဌာနကအကြောင်းပြပါရတယ်။ ပိတ်ဆို့ခံရသောအဖွဲ့အစည်းစင်းဆိုရာမှာထည့်သွင်းခံရတဲ့ကုမ္ပဏီတွေအနေနဲ့အစိုးရရဲ့ခွင့်ပြုချက်မပါဘဲအမေရိကန်ပစ္စည်းတွေနဲ့ဤပညာတွေကိုရယူခွင့်မရှိတော့ဘဲကန့်တက်ခံရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရန်ဘတ်တွေကိုသူတို့စစ်တပ်တွေကိုစွန့်ဆောင်ရေးမြင့်အောင်လုပ်ဖို့အမေရိကန်ပြည်သူတွေရဲ့အသက်ကိုချိန်ချောက်ဖို့အမေရိကန်ဤပညာတွေကိုအတုံးချခွင့်မပေးနိုင်ပါဘူးလို့အမေရိကန်ကူးတန်းရောင်းဝယ်ရေးဝန်ကြီးဟောင်းဝက်စ်လူနစ်ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒီလိုပြစ်မှတ်ထားပိတ်ဆို့ခံရတဲ့အဖွဲ့အစည်းစီးမှာတရုတ်နိုင်ငံအခြေပြုကုမ္ပဏီ၁၁ခုထိုင်ဝမ်အခြေပြုတခုတို့ပါဝင်ပြီးသူတို့ကိုတရုတ်နိုင်ငံစစ်နဲ့စက်မှုလုပ်ငန်းကုမ္ပဏီစုကြီးများနဲ့နှီးကပ်တဲ့ဆက်ဆံရေးရှိတဲ့တရုတ်အခြေစိုက်သုံးစွဲသူတွေအတွက်အစစ်မြင့်ငြိမ်တုဖွံ့ဖြိုးရေးလုပ်ငန်းတွေစူပါကွန်ပျူတာနဲ့စွမ်းဆောင်ရည်မြင့်ငြိမ်တုချစ်စပြားတွေထုတ်လုပ်ရမှာပါဝင်တယ်လို့ဆွဆွဲထားပါတယ်။ ူတို့ထဲမှာဘေကျင်းညင်တူအကယ်ဒမီနဲ့ Inspoo အုပ်စုရဲ့ကုမ္ပဏီခွဲတွေပါဝင်ပါတယ်။တချို့အဖွဲ့အစည်းတွေကတော့လုံခြုံမှုမရှိတဲ့နျူကလ িয়ার လုပ်ငန်းတွေကိုကူညီထောက်ပံ့မှုဒါမှမဟုတ်တိုက်ချင်းပြစ်ဒုံးကျည်အစီအစဉ်တွေမှာပါဝင်မှုတွေကြောင်းဒီစင်းမှာထည့်သွင်းကြတာဖြစ်ပါတယ်။ဒီလိုလောက်ရတဲ့ရည်ရွယ်ချက်ကတော့အမေရိကန်နည်းပညာနဲ့ကုန်စည်တွေကိုစွမ်းဆောင်ရည်မြင့်တွက်ချက်မှုတွေ၊မြန်နှုံးလွန်ဒုံးကျည်စနစ်တွေ၊စစ်လီရင်တန်းန်းပေးခြင်းတွေစတဲ့လုပ်ငန်းတွေလိုကိစ္စတွေမှာ တလွဲအသုံးမပြုနိုင်ဖို့ဖြစ်တယ်လို့အမေရိကန်ကူတန်းရောင်းဝယ်ဝင်ကြီးဌာနဆက်မှုနဲ့လုံခြုံရေးဆိုင်ရာတူဝင်ကြီး Jeffrey Katzala ကပြောပါတယ်အီရန်ကာကွယ်ရေးစစ်မှုလုပ်ငန်းနဲ့ဒရုန်းစီစဉ်တွေအတွက်အမေရိကန်ကုန်ပစ္စည်းတွေကိုဝယ်ယူဖို့ကြိုးပမ်းတာကြောင့်အီရန်နဲ့တရုတ်နိုင်ငံကအဖွဲ့အစည်းနှစ်ခုလည်းပိတ်ပင်ခံရတဲ့စီးရင်မှာပါဝင်တယ်လို့ကုသရေးဌာနကပြောပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၁၃ဒီဈေးနဲ့စောင်းဈေးဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။အဲနောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်ဈေး1100ကျပ်ပြင်ပပေါက်ဈေး4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်ဈေး1568.3 1998ကျပ်ပြင်ပပေါင်စီ3329ကျပ်ဥရောပတီဗီတို့ကိုစစ်ကောင်စီတတ်မှတ်စေ1969တသမာ2ခွန်ကျပ်ပြင်ပပေါင်စီ4996ကျပ်ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ61တသမာ88ကျပ်ပြင်ပပေါင်စီ131တသမာ38ကျပ်လေရှာတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စဉ်493.19ကျပ် ြင်ပပေါင်စည်1900ပေါင်စည်ရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်56သိန်း1000ကျပ်။ပြင်ပပေါင်စည်69သိန်း5000ကျပ်။55ပဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်52သိန်း5,395ကျပ်ပြင်ပပေါင်စဉ် 65ဒိန်4000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73ကျပ်စင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2600ကျပ်၊ပရီမီယံဒီဇယ်တလီတာကို3215ကျပ်အော်ဒိတ်92တလီတာကို2990ကျပ်အော်ဒိတ်95တလီတာကို3045ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ောက်ဆုံးရစာအုပ်စီစဉ်တွေကတော့စာအုပ်စီတစ်ပိသားကိုစစ်ကောင်စီတတ်မှတ်စီ6855ကျပ်ပြင်ပပေါက်စီ1000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါစဉ်တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါသမီးစီမပရိုင်တိုင်းမီစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ